မြန်မာနိုင်ငံအတွင်းလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်နဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်ကိုမြောက်ပိုင်းညီနောင်မဟာမိတ်တိုင်းသားလက်နက်ကိုင်၃ဖွဲ့ဟာမတ်လ29ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ထုတ်ပြန်ချက်မှာတော့အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့်စကိုင်း၊မန္တလေး၊ရှမ်းပြည်နယ်၊ပဲခူး၊နေပြည်တော်ပါဝင်နိုင်ငံရဲ့နေရာတော်တော်များများမှာပြည်သူလူထုတွေရဲ့အသက်အိုးအိမ်ထိခိုက်ဆုံးရှုံးပျက်စီးမှု၊ဖျားကြောင်းကန်စည်ဒီပထိုးများ၊ပလီများအပါအဝင်သာသနိကအဆောက်အအုံများ၊ရှေးဟောင်းရေကျေးမှုအမွေအနှစ်များ၊ဟိုတယ်များ လူနေတိုက်တာအိုးအိမ်များအထက်မြင့်အဆောက်အအုံများစာတင်ကျောင်းများနဲ့ကျေးလက်ဆေးပေးခန်းများစတဲ့အဆောက်အအုံတွေပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်ဒီလိုမျိုးသဘာဝပေးတဲ့ကြောင့်ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစိမ်နဲ့အဆောက်အအုံများစွာပျက်စီးဆုံးရှုံးခဲ့ရတဲ့အပေါ်ကာယကံရှင်မိသားစုများဆွေမျိုးများနဲ့ထပ်တူဝမ်းနေပြီးစိတ်မကောင်းဖြစ်ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ ဒါပြင်မိုးလေဝသနဲ့ဆလားပေဒါတိုက်ထွာချက်တွေအရာနောက်ဆက်တွဲငလင်တွေထပ်မံဖြစ်ပေါ်လာပွဲရှိနေတာကြောင့်ပြည်သူလူထုတွေအနေနဲ့အထူးကယူဆိုင်သွားလာနေထိုင်ကြဖို့နဲ့တရင်မှန်တွေကိုနားဆွင့်ကြဖို့ကိုလည်းတိုက်တွန်းထားပါသေးတယ်။ဒီနောက်မဟာမိတ်သုံးဘွဲ့အနေနဲ့လက်တလောငလင်ဘေးတံတဲ့ပြည်သူလူထုတွေအပေါ်လူသားချင်းစာနာထောက်ထားပြီးအမြဲဆုံးထောက်ပံ့ကူညီသွားမယ်လို့လည်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်ရှင်။